ဟယ်လို good morning ပါဗျာ good morning ပါ everybody good morning ပါအဲကျွန်တော်နေချင်းခရိယာမှာဒုတိယမွေးချင်းခံပြီးတဲ့မီယိုဖလာ generation 60မြောက် born again ဒုတိယမွေးချင်းခံပြီးတဲ့မီယိုဖလာနေချင်းခရိယာဖြစ်ပါတယ် generation 60မြောက်ဖြစ်ပါတယ်အဲကျွန်တော် doctrine ပြောတာအဲဒီနေ့ကျွန်တော်တရားဟောတာမဟုတ်ပါဘူးကျွန်တော်ဆွေးနွေးတာပါ မာယွန်းသောဩဝါဒတွေကိုထောက်ပြတာအဲဒီနေ့ပြောချင်တာကတော့အာယေရှုတတ်တော်ဆွန်ပြီးမရဏလွတ်နေတဲ့ခွေးတွေပေါ့နော်ခွေးနှစ်ချင်းခွေးတွေကိုပဲပြောနေတာနှစ်ချင်းခွေးဂုရုတွေဂုရုတွေအဲတရားဟောဆရာတွေဒီကောင်တွေကယေရှုတတ်တော်ဆွန်ပြီးမရဏကိုလွတ်တဲ့အတွက်ကြောင့်ဟောဒီကောင်တွေသိရင်လည်းမရဏသွားမှာဘာလို့အဲ I am the way တဲ့ငါဒီလမ်းကြီးဖြစ်တယ်ဆိုယေရှုရှောက်ခဲ့တဲ့အတိုင်းအတိုင်းဒီကောင်လေးရှောက်အောင်ဒီကောင်လေးတွင်တင်တဲ့အတိုင်းဒီကောင်လေးကဒီကောင်လေးသိရင်လည်းယေရှုလိုပဲဒီကောင်လေးယေရှုမရဏလွတ်တဲ့အတွက်ကြောင့်ဒီကောင်လေးသိရင်လည်းမရဏကိုသွားရမှာ paradise ဆိုမရောက်ဘူးပရတိသူဘုံမရောက်ဘူးတဲ့လားအဲဟိုကားတိုင်းမှာဝင်ခံတဲ့ဓပြားကအဲယနေ့ပင်ငါဒီသင်နေတူပရတိသူဘုံမှာရှိမယ်အဲ့ဓပြားကပရတိသူဘုံမှာအဲ ်ယေရှုတက်တော်ဆွန့်ပြီးတဲ့နောက်ပိုင်းမှာသူလည်းအသက်ထွက်ပြီးတဲ့နောက်ပိုင်းမှာပရတိသူပုံမှာရှိမယ်ဂရိတော်အတိုင်းပရတိသူပုံမှာရှိတယ်မရဏမသွားအောင်အဲသူတို့ကယေရှုတက်တော်ဆွန့်ပြီးမရဏကိုလွတ်တဲ့ over time လွတ်တဲ့နှစ်ချင်းခွေဂုရုတွေကသူတို့သိရင်အကုန်လုံးမရဏကိုသွားအောင်အဲ့ဒါကိုယုံကြည်တဲ့သူတွေအားလုံးသိရင်အခုမရဏကိုသွားအောင်ပါလေနှစ်ပေါင်း၃တော့တက်တော်ဆွန့်ပြီး၃ရက်ဖရားတရက်ကလူနှစ်တထောင်နဲ့ညီတယ်ဖြစ်တဲ့အတွက်ကြောင့် ဘုရားကို၃ရက်မရဏလွတ်ပြီးယေရှုကိုတတ်တော်ဆွံ့ပြီးမရဏ၃ရက်လွတ်ပြီးတော့တရားဟောခိုင်းတယ်အိုဝါတိုင်းလှုပ်ခိုင်းတဲ့ကောင်လေးအိုဝါတိုင်းခိုင်းတဲ့ကောင်လေးအားလုံးအဲ့တော့ယုံကြည်တဲ့ကောင်လေးအားလုံးသေရင်မရဏမှာဒါကြောင့်မရဏမှာလူတွေအများကြီးဖြစ်နေတာဘာကြောင့်ဖြစ်နေသေအဲ့ဒါကိုယုံကြည်သေသွားတဲ့လူအားလုံးမရဏမှာဘာဖြစ်လို့လဲ I am the way တဲ့ဟောယေရှုကလမ်းကြီးဖြစ်တယ်ဆိုတာယေရှုကိုမရဏပို့တဲ့အတွက်ကြောင့် ်တတော်ဆွန့်ပြီးမရဏပို့တဲ့အတွက်ကြောင့်ယေရှုဝိညာဉ်ကိုမရဏပို့တဲ့အတွက်ကြောင့်နော်တမာကျမ်းစာကိုပြောင်းလိန်ပြောင်းစားအာပြောင်းလိန်ပြောင်းစားလူအတွေးခေါ်ရိုက်သွင်းပြီးတော့အာယေရှုတတော်ဆွန့်ပြီးမရဏကိုပို့တဲ့အတွက်ကြောင့်အဲမရဏမှာလူတွေအများကြီးဖြစ်နေတာမရဏမှာလူတွေအများကြီးဖြစ်နေတာအဲ့တော့ဘာကြောင့်အဲ့ဒီယေရှု ပက်ကတရီပေါ့ဗျာအဲ့ဒါဘယ်သူကစခဲ့တာလဲဆိုတော့ RC ကစတာပက်ကတရီဆိုတာအဲအင်ဒါဂျန်တာအင်ဒါဂျန်တစ်ကက်တာအဲဟုတ်တယ်အင်ဒါဂျန်တစ်ကက်ဆိုတာဟိုအဲဘုတ်ဘပုတ်ပုတ်ရဟန်းမင်းအဲဘယ်တော့လည်းမကြည့်ဘူးဗျာအဲ့ဒါကတော့ကျွန်တော်လည်းမေ့နေအဲပုတ်ရဟန်းမင်းကနေပြီးတော့ဒီ indigent ticket ဆိုပြီးတော့အဲ salvation ticket ပေါ့ဗျာကေတင်ချင်း ticket ဆိုပြီးရောင်းတာအဲရောင်းပြီးတော့ fan ရှာတာအဲ့ရနေစတာအဲ pagatry ဆိုတာ pagatry ဆိုတာငရဲငယ်အဲ့ရနေသွားပြီးတော့ဒီကောင်ကဘောဘောသွားမလာတဲ့လားဘာလို့ဆိုကိုနေကပြောင်းလဲလာတာလေဘယ်သူကလဲဆိုတော့အဲ့ဟိုမာတင်လူသားမာတင်လူသားလည်းအဲ့ဒီ bishop ပဲအဲ့ဖုန်းကြီးပဲအဲ့ဖုန်းကြီးကနေပြောင်းလဲလာတာအဲ့ပြောင်းလဲလာပြီးတော့အဲ့ဒီအဲ့ ပရိုတက်စတင်ဆိုပြီးတော့အခွဲထွက်လာတာပေါ့နော်အာနိုင်စင်ခရစ်ဟာလာအာပါညာပေါ့ဗျာအဲနောက်ပြီးတော့ပါလဲဟိုဟာ thesis အဲ90 93 thesis thesis အဲအဲ့ဒါအဲဒီအာ indulgent အဲအဟုတ်တယ် indulgent ticket အဲ salvation ticket ပေါ့ကောကဲတင်ချင်းငရဲငယ်ကနေလို့ဖို့အတွက်အဲလက်မှတ်ဝဲတာအယောင်းဝဲလို့အဲ့ရကနေစပြီးတော့ protecting ပရိုတက်စတင်ဆိုပြီးမာတင်လူသာအဲ့ကနေစတာပါပဲအဓိကအဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒီပက်ဂတ်ဒရီဆိုတဲ့ငရဲငယ်ဆိုတာအဲ့ဒါယေရှုကိုမရဏလွတ်တာအဲအဲတက်တော်ဆုံးပြီးမရဏလွတ်တာအဲ့ဒီအဲ့ဂွင်ကနေလာတာ ရအာဇီယန်နေလာတာအဲ့ဒါအခုနှစ်ချင်းခွေးတယ်လိုက်သင်နေတာယေရှုသင်သင်ုံနေမကဘူးအဲ့မှာအစာမီချမ်းဘာချမ်းညာချမ်းဆိုပြန်ရေးပြီးတော့အဲ့ဒီထဲမှာကိုထည့်ရေးတာယေရှုမရဏသွားတယ်ဆိုတာတစ်ပေသုံးတစ်ပေသုံးကဟိုဟိုအတိတ်ပဲထင်းထင်းရှားရှားမပေါ်တာကိုအဲ့တစ်ပေသုံးကိုမူယူပြီးတော့ယေရှုမရဏသွားပါတယ်ဆိုအဲ့ခွေးတွေကအချမ်းသာပါထုတ်ထုတ်ရေးတာဒီကောင်းနေသင်အကုန်လုံးအဲ့မရဏကမှာမရဏမစုတရားမှာတော့ နှစ်ပေါင်း300နှစ်ပေါင်း300အယေရှုတော်အခု2000ပဲကြည်သေးတယ်ဒီကောင်ကြီးနှစ်ပေါင်း300အဲ့ဒီကောင်ကြီးသွန်သင်တဲ့အတိုင်းဗရဏာသွားအာဘာကြောင့်ဒီဇလန်းကရှုပ်လာတာလဲဆိုတော့ဖရာသခိုးဒီကောင်ကြီးကဖရာသခိုးဆိုတာဂျူပီယာကိုသခိုးလာတာအေဒမယာတိုက်လာဂျူပီယာကိုခိုးလာတယ်အေဒမယာတိုက်လာတယ်ဂျူပီယာကမိုနိုတီစင်အဲ့တဆူတဘာဒီတော်ဖရာဆိုတော့ဂျူပီယာ နော်ယေဟောဝါယာဝေ YHWH ကိုဓမ္မတိုက်သခိုးလို့ပြီးအဲ့ဓမ္မဟောင်းခိုးလာခိုးလာပြီးအဲ့ဓမ္မဟောင်းเนี่ยဟာယေရှုကတီးခြားဖျက်ဘွားပါဆိုပြီးပေါ်လီသီစင်ပြောင်းလုတာပြောင်းလိန်ပြောင်းစားအဲ့ဖျားသုံးပါလုတ်ပြစ်တာဖျားသုံးပါလုတ်လာအဲ့ဘက်ကလည်းဖျားသခိုးတွေလုတ်တာဂျူးကအဲ့တော့လက်ကိုမခံဘူးဒါမှမဟုတ်ဂျူးလက်ခံလဲတာတာနဲ့ယေရှုခရစ်တော်ဂျူးကခရစ်တော်အဖြစ်လက်ခံလိုက်တာနဲ့ပြီးပြီ finish ပြီးပြီနော် ဒါပြည့်စုံအဲဘယ်တော့လက်မခံဘူးဂျူးကဘာကြောင့်လက်မခံလာလဲဂျူးကမိုနိုသီစင်တစုတပါးဒီတော့ဗျာယေဟောဝါရောက်ဒီအခုနှစ်ချင်းနေအဲ့ဒီခုအဲ့ဒီခရိယံဆိုတဲ့အဲ့အဲ့ဒီကြောင်နေကဘာလဲအဲ့ဒီဂျူးဖယောင်းယူလာပြီးတော့အဲ့ဂျန်တိုင်းတွေယူလာပြီးတော့အဲ့ဒီတစုတပါးကို၃ပါး၃စုခရာလုံးနေဂျူးကဘယ်လုံးမှကတ်ကတ်ပါကုံတာဘယ်အချိန်မှကုံမှာမဟုတ်တော့ဘူးဘာလို့လဲဂျူးကဘယ်တော့မှလက်မခံဘူး ဘာလို့သူကမိုနိုဒီဇင် YHWH အဲအဲ့ဒါကလင်ကကြေးလုံနေတာအဲ့ဒီအဲခရိယာဆိုတဲ့အဲ့ဒီအဲ့ဖရေဘွား၃ပါးလုံနေတဲ့ကောင်ဖရေဘွား၃စုဖရေဖရာ၃စုဖရေဘွားလုံနေတဲ့ကောင်ကမိတော်တပါးသားတော်တပါးပုံကုတ်၃ပါးဖရာ၃စုလုံနေတဲ့ကောင်နေဟမ်အဲ့ဒီကောင်တွေအားလုံးငရဲသွားမှာအဲအဲ့တော့သူတို့ကဘာနဲ့ထောက်လဲအဲ့ဒီဒေရှုမရဏပို့တဲ့ကိစ္စအဲ့ ။အားကြောင့်အဲ့ဒီမတနာပို့ရတာလေဆိုတော့အဲ့ဘက်ဂတရီကနေလာအဲ့ဘက်ဂတရီကဘာလဲဆိုတော့ရိုမန်ကက်သလစ်ကလာရိုမန်ကက်သလစ်ကဘယ်ကလာတာလဲဆိုတော့အော်သိုဒိုဆိုဘာလို့ကလာအော်သိုဒိုဆိုဘာလို့ကဘယ်ကလာတာလဲဆိုစလိုက်ကွန်စတန်တင်ကလာ AD 300အာ AD 300 30 310အဲ့ဒီဝင်းချင်မှာကွန်စတန်တင်ကအဲ့ဒီခရိယန်ဘာသာကိုအဲသူကတွတ်သွင်းလိုက်တာနိုင်ငံတော်ဘာသာအဖြစ်တွတ်သွင်းပြီးတော့သူကမောင်မိုင်စည်းလိုက်တာမောင်မိုင်စည်းအဲ့ဒီကစပြီးရှုပ်တော့ရှုပ်တော့ အဲ့ဒီ380 consensus မရှုပ်ခင်ဟာဒီခရစ်ယာန်ပါလားသူကသူသွားနေတာအဲအဲကျွန်တော်မီယိုဖလာခရစ်ယာန်ဆိုတာအဲ့ဒါကိုပြောနေတာအဲဗက်တီဇန်ဆရာယောဟန်ရဲ့လက်ထက်ကအဲခရစ်ယာန်အဲ့ဒီကနေပြီးတော့ consensus ကယူလိုက်တဲ့အချိန်ကစပြီးဇလန်ရှုပ်တော့တာအဲအဲနိုင်စင်ခရီတို့အဲမာတင်လူသာတို့အဲ့ဒီမှာဂျွန်ဆမစ်တို့ပေါ့ရှောက်လို့တာ အဲရှောက်လို့ဒါဒါတွေကျွန်တော်တို့မီယိုဖလာဆိုတာဒါတွေကိုပြောတာမဟုတ်နော်မီယိုဖလာဆိုရယ်နှစ်ချင်းခရိယာဆိုတာကျွန်တော်ပြောတာအဲယောဟန်အမိရှိသောသူတော်ကိုဘုရားသခင်စီလွတ်တယ်ဆိုတာအဲ့ဒါအဲ့ဒါကိုကျွန်တော်ပြောတာမီယိုဖလာဆိုတဲ့အဓိပ္ပာယ်အဲအဲ့ဒါဘုရားသခင်ယောဟန်အမိရှိသောဆိုတာတိယောတိယောတိအာ sorry တိယောတယ်လीရှင်ဟောရှင်ဟောခရိအခန်းကြီး1အငယ်6လောက်မှာအာရှင်ဟောခရိအခန်းကြီး1 တခါလုံးပဲအဲ့ဒါယောဟန်အမိရှိတော်သူတယောက်ကိုဘုရားသခင်စီလွတ်တော်မူထိုသူကိုအမိပြုရေလူပေါင်းတို့ဒီယုံကြည်ခြင်းရောက်ပြီးတော့ထိုသူဒီတက်တေကံပြည့်လေအလင်းတော်ကြီးကြောင့်တက်တေကံရင်ကလာတယ်အဲ့ဒါဘုရားသခင်စီလွတ်တဲ့အဲမိဘဖလာနေချင်းခရိယံဆိုကျွန်တော်အဲ့ဒါကိုပြောနေတာအဲဒါ original original baptist church ကိုပြောနေတာဂျွန်စမစ်ကိုပြောတာလည်းမဟုတ်เนาะအဲမာတင်လူသားကိုပြောတာလည်းမဟုတ် original baptist church ဆိုရင်မီယိုဖလာနေချင်းခရိယံဆိုတာအဲ့ဒါအဲ ရှင်ဝံခရစ်ဝင်အခန်းကြီး1အငယ်6ခွန်8ကို30နော်အဲ့ဒီမှာဖတ်ကြည့်အဲ့ဒါ original baptist church ဖြစ်တယ်မြေဘလာနေချင်းခရစ်ယာန်ဆိုလဲကျွန်တော်ပြောတဲ့အတိတ်ပဲဟောအဲ့တော့တတ်တာထားလိုက်အဲ့ယေရှုခရစ်တော်ဘာကြောင့်မရဏကိုလွတ်တာလဲဆိုအဲ့ပကဒရီယလာတာလို့ကျွန်တော်ပြောပြီးနော်ဘာကြောင့်အဲ့လိုဖြစ်ရတာလဲဆိုတော့အကြောင်းရင်းကနော်အဲ cause and effect ပေါ့ဗျာအဲအကြောင်းနဲ့အကျိုးပေါ့ သူကဘာလဲဆိုတော့ဓမ္မဟောင်းကလူတွေခရစ်ဝင်ကျမ်းအဓမ္မသစ်ဓမ္မသစ်ဓမ္မဟောင်းနှစ်ခုပေါင်းထားလားဘာကြောင့်ပေါင်းထားမပေါင်းလို့လည်းမရအောင်ပေါင်းဆိုဓမ္မဟောင်းကဓမ္မသစ်ဖြစ်တယ်ဓမ္မသစ်ကဟာဓမ္မဟောင်းဖြစ်တယ်ဘာတလုံးတဝရဖြစ်တယ်အဲ့ခွဲလို့မရအောင်အဲဘာဖြစ်လို့ခွဲခွဲတဲ့လူတွေရှိတယ်ဓမ္မသစ်ယုံကြည်သူဆိုတာအဲ့ဒါအဲ့ဒါတွေလည်း heresy ပဲအဲ့ဒါတွေလည်းမိစ္ဆာပဲ ဓမ္မဟောင်းနဲ့ဓမ္မတိကိုခွဲလို့မြောက်တာဓမ္မဟောင်းဓမ္မတိခွဲရင်ဗာလဲအဲ့ဒါယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ပြောတာ ਨੇ အတူတူပဲယေရှုဟာထာဝရဘုရားမဟုတ်ဘူးလို့ပြောတာ ਨੇ အတူတူပဲဘာလို့ထာဝရဘုရားဟာယေရှုခရစ်တော်ဖြစ်တယ်ခရစ်တော်ခရစ်တော်ခရစ်တော်ဆိုတာဗာယေရှုယေရှုဆိုတာခရစ်တော်အဲ့ဒါဂျူးဂျူးဘုရားအဲ့ဒါဟာ YHWH ဘုရားလူစားဒီခံလာအဲအဲ့ဒါကြောင့်ဘာကြောင့်လဲဆိုရင် မရဏဟောဘာကြောင့်ပို့ရလဲဓမ္မဟောင်းကယုံကြည်သူတွေအားဘယ်လိုလုပ်ကယ်တင်ခြင်းရသလဲတဲ့ယေရှုခရစ်တော်ကြွလာမှတာလေကယ်တင်ခြင်းကဖြစ်တာယေရှုခရစ်တော်အသေးခံပြီးမှဆိုမသေးခင်ကကယ်တင်ခြင်းဖြစ်နေတာအဲယေရှုခရစ်တော်တတ်တော်မဆွန့်ခင်နေကကယ်ကယ်တင်ခြင်းကပေးနေတာဘာလို့ဘုရားဖြစ်တဲ့အတွက်သူပေးလို့တော့သူပေးအဲငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ပြောတာ ်တက်တော်စွန့်နေဆိုတာကပါလဲဆိုတော့တလောကလုံးကံကြွေးဝေကြွေးအတိတ်အနာကပစ္စုပန်တလောကလုံးရဲ့အပြစ်ကိုယူတင်ဆောင်ဝတ်တာယူတင်ဆောင်ဝတ်တယ်ဆိုတော့သူ့အပေါ်တင်တာလည်းမဟုတ်ဘူး substitution လည်းမဟုတ်ဘူးယူတင်ဆောင်ဝတ်တယ်ဆိုတော့တာဝန်ယူတာဝန်ခံတာတာဝန်ယူတာဝန်ခံတဲ့အတွက်ကြောင့်ဒီဖရားအသွေးကိုတွန်းလောင်းတာအဲရွေးနှုတ်ကြတဲ့ခြင်းကဒီဟာကဒီတမဟောင်းအလူတွေရဲ့ရွေးနှုတ်ကြတဲ့ခြင်းဆိုတာယုံကြည်ခြင်းအပြင် ဖြောင်းမရအောင်ရောက်တယ်။ရှင်းနေနော်ယုံကြည်ခြင်းအပြင်ဘယ်သူကိုယုံကြည်တာလဲ။ယေဟောဝါယာဝေကိုယုံကြည်တဲ့သူတိုင်းဟာအဲ့ဒါဖြောင်းမရအောင်ရောက်တယ်။အဲ့ဒီသူတို့ရဲ့ယုံကြည်ခြင်းဟာယေဟောဝါယာဝေကိုယုံကြည်ခြင်းဟာယေရှုခရစ်တော်ကိုယုံကြည်ခြင်းပဲဖြစ်တယ်။ဘာလို့လဲဆိုဖယေဘွားမဟုတ်မိုနိုတီဇင် YHWH ဖြစ်တယ်။အဲ့ဒီဟာလူစားဒီခိုင်ယူလာတော့ယေရှုဖြစ်တယ်။နော်အဲ့တော့ ယေရှုခရစ်တော်လူစားဒီမခံယူကင်ကဓမ္မဟောင်းကလူတွေပါလေ WHWH ကိုယုံကြည်တဲ့အတွက်အဲ့ဒီယုံကြည်ခြင်းကိုဖြောင်းမရလို့ရောက်တယ်အဲ့ဒီပြုံကြည်ခြင်းရဲ့ဟိုဖြောင်းမရကိုရောက်တဲ့အတွက်အဲ့ဒီယုံကြည်ခြင်းကကယ်တင်ခြင်းပဲဖြစ်တယ်နော်ဓမ္မဟောင်းကသူပညာကြောင့်လည်းမဟုတ်ဘာကြောင့်မှမဟုတ်ဘုရားသခင်ဆိုတဲ့ WHWH ကိုယုံကြည်တာအာဗြဟံရဲ့ယုံကြည်ခြင်းကဖြောင်းမရကိုရောက်တယ်နော်ရှင်းနေပြီနော် ယေရှုခရစ်တော်ကမရဏသွားစေအောင်မလို့ယေရှုခရစ်တော်မရဏသွားတရားဟောတယ်ဆိုတော့ YHWH ကပြတန်းထားတဲ့နော်အဲဒါပါတာကတူတငယ်ဒီတမဟောင်းမှာရှိတဲ့အကျင့်တရားနဲ့ဆိုင်တဲ့ပညာတရားနဲ့ဆိုင်တဲ့ဟာတွေကမပြည့်စုံဘူးလို့အဲခွေးတွေကဆွဆွဲတယ်လို့ဖြစ်နေတယ်။ဘာလို့ယေရှုကအဲ့အရင်ကယေဟောဝါယာဝေလောက်ကားတဲ့ ဇလန်းနေမှာပြည်စုံတဲ့အတွက်အဲ့ဒီရေဟောကယာဝေခက်ကတေခဲ့တဲ့လူတွေကိုသွားတရားဟောရပါတယ်ဆိုမင်းတို့ယူလို့ပြောနေခွေးတွေဟမ်ဘာလို့ရေဟောဟာယာဝေ YHWH ကလူစားဒီခံယူလာတဲ့နှုတ်ကပတ်တော်ရေဟောဟာယာဝေရဲ့အယိုးအသားအသွေးနဲ့ပြည်စုံတဲ့ခန္ဓာယေရှုခရစ်ဖြစ်တဲ့အဲ့ဒါကိုလက်မခံရင်ခရစ်တော်ရဲ့ဒေသနာမှာမတည်ဘူးမတည်ရင်အနီခရစ်ဖြစ်တယ်အနီခရစ်ဖြစ်တယ်ဖယဘွားဖြစ်တယ်နော်တေခါလူစားထိုးဖြစ်ယေရှုကမင်းတို့ရဲ့ အပြစ်အကျွေးခံကျွေးတဲ့အစားထိုးခံရတယ်လို့ဟမ် criminal substitution covenant တင်နေတဲ့လူတွေငရဲသွားမှာအဲ့ဒီမရဏာလွတ်တဲ့ကောင်တွေကလေမင်းတို့သိရင်နှစ်ပေါင်း၃00မရဏာကိုသွားမှာမင်းတို့ဟောတဲ့အတိုင်းဟမ်မင်းတို့ဟောတဲ့အတိုင်း I am the way ဖြစ်တဲ့အတွက်ယေရှုရဲ့တတ်တော်ရှင်မရအဝိညာဉ်မရဏာကို၃ရက်လွတ်တဲ့အတွက်ဖရားတရက်ကလူနှစ်တထောင်ဖြစ်တဲ့အတွက်ဖရား၃ရက်လွတ်တဲ့အတွက်နှစ်ပေါင်း၃00မင်းတို့မရဏာသွားမှာ မခုအဲ့တဲ့ဟာကိုယုံကြည်ပြီးသေသွားတဲ့လူတွေကအဲ့ဒါဟောနေတဲ့ကောင်တွေအားလုံးမရဏာမှာမရဏာမှာဘာသူပြောလာလဲတမန်ကျမ်းစာပြောလာဘာပြောတာမဟုတ်နော်အဲ့တော့ယောမဩရစာကျွန်တော်နည်းနည်းပြန်ဖတ်မယ်နော်အဲ့တော့ဘာကြောင့်အဲ့ဒါရှုံနေလာလဲဆိုတော့ဓမ္မဟောင်းယုံကြည်သူတွေကဲ့တင်ခြင်းကို အဲ့ဒါအဲ့ဒီကြောင့်ယေရှုကိုသူတို့မရဏသွားလှုပ်ပြီးတရားဟောပါတယ်ဆိုတစ်ပေ၃၃ကိုပြောတစ်ပေ၃၀၀ဆိုတာကိုကာယဒီဟုဆိုထောင်ပြောတာကိုကာယဒီဆိုတော့ဇာတိပဂတိထောင်ထဲမှာချုံနှောင်ခြင်းခံရတဲ့ဝိညာဉ်ပဂတိဝိညာဏခန္ဓာလူမှာခန္ဓာ၂မျိုးရှိတယ်ဇာတိပဂတိခန္ဓာ၂မျိုးဝိညာဏခန္ဓာ၂မျိုး၂မျိုးရှိတယ်အဲ့ဒီဝိညာဏခန္ဓာပါလေကဘာဦးချမ်းနှစ်မှာနှစ်ခုနှစ်မှာဘုရားသခင်ပုံသွင်းတာ inspiration လုပ်ထားတယ်အဲ့ဒါ လူတဦးချင်းစီမှာရှိတဲ့ဝိညာဉ်ကိုယ်ပိုင်ဝိညာဉ်ဘုရားသခင်မှုတွင်လာအဲ့ဒီဝိညာဉ်ခန္ဓာအဲ့ဒါဇာတိပတိခန္ဓာထဲမှာပိတ်ဆောင်ခြင်းခန္ဓာထောင်ဆိုတာတစ်ပေတုံးကပြောတဲ့ထောင်ကအဲ့ဒီထောင်တွေကနေရွေးနှုတ်တာသားတော်ရဲ့စကားသားကြီးထွက်အပ်ပြီးအချိန်ကာလလာ၍ယခုပင်ရောက်လျက်ရှိတယ် continuously เนาะအဲ့ဒီထောင်တွေကနေရွေးနှုတ်တာမရဏာကိုပြောတာမဟုတ်မရဏာကဘာလို့သူတို့ဘာကြောင့်လွတ်တယ်လဲဆိုအဲ့ဒီဓမ္မဟောင်းကဲတင်ခြင်းဓမ္မဟောင်းကလူတွေကိုဘယ်လိုကဲတင်တယ်လဲ ယုံကြည်ခြင်းအပြင်ဖြောင်းမတ်ရလို့ရောက်တယ်။ခေပြေ Sorry နော်။ဒါလေးဖွင့်လိုက်။မောင်းနေတော့မင်းကယုံကြည်ခြင်းအပြင်ဖြောင်းမတ်ရလို့ရောက်တယ်။ခေပြေတော့ sorry ဒီရေတော့နေလေဟေဘီ7 ဟေဗြဲ7တင့်မှာဟေဗြဲ7အခန်းကြီး7အငယ်1တင့်မှာဟေဗြဲဩဝါဒစာအခန်းကြီး7အငယ်1တင့်မှာယုံကြည်ခြင်းသည်မျော်လင့်သောအရာကိုမျက်မှောက်ပြုခြင်းဖြစ်တယ်အဲ့ဒါပါအဲ့ဒါဓမ္မသစ်မှာပြောတာဒါပဲလေအဲ့ဒါဓမ္မဟောင်းမှာလေအဲ့ဒီတိုင်းပဲနော်ဓမ္မဟောင်းနဲ့ဓမ္မသစ်ခွဲလို့မရဘူးနော်ယုံကြည်ခြင်းသည်မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်တယ်မျော်လင့်တဲ့အရာဟုတ်ဟုတ်ကူပါဒီရှိမှာ ဟလာမြန်ပေါ့မိမိရဲ့ရှေ့မှာအာ future ဟာ present ဖြစ်လာနော်အနာဂတ်မှာမျောလင့်တော့ရအနာဂတ်က future က present ဒီကြိမ်ကြီးရှိမျက်မှောက်ပြုတယ်ဆိုတာရောက်လာအနာဂတ်ကရပြီလို့ခံယူလာအဲ့ဒါယုံကြည်ခြင်းလို့ခေါ်အဲယုံကြည်ခြင်းဒီမျောလင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်မမြင်ရသေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်း ဖြစ်တယ်အဲရှေးလူတို့ကဘယ်ပါလဲအဲယုံကြည်ခြင်းအားဖြင့်ရှေးလူဟောင်းတို့သည်စက်ဖက်ယုံကြည်ခြင်းသည် မျော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်မမြင်မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းဖြစ်ဟိုးတို့တဲ့ဖြစ်ခြင်းကြောင့်ထိုးကြောင့်လည်းရှေးလူဟောင်းတို့သည်ချီးမွမ်းတော်မူခြင်းကိုခံရတယ် ရှေးလူဟောင်းတို့ဟာအဲ့ဒီယုံကြည်ခြင်းအပြင်ဖြောင်းမရလို့မှတ်တဲ့အတွက်တော့သူကသူတို့ရဲ့ယုံကြည်ခြင်းကိုဖြောင်းမရလို့ပြောပြီးသူတို့ရဲ့ယုံကြည်ခြင်းအပြင်သူတို့ကကယ်တင်ခြင်းကိုရောက်တာဖြစ်တယ်နော်အဲ့ဒါပါလဲဆိုယေရှုခရစ်တော်မကြွလာခင်ဆိုတော့ဓမ္မဟောင်းမှာယေရှုမရှိတော့ဘူးလားဘသူဖြစ်ရှိတာယေဟောဝါယာဝေဖြစ်တယ်ယေရှုခရစ်တော်ဟာဓမ္မဟောင်းကာလမှာယေဟောဝါယာဝေ YHWH ဖြစ်တယ်အတူပြဒန်းထားတဲ့ ြညတ်တိကျအနာဂတ်တိကျတွေကိုယုံကြည်မျှော်လင့်လိုက်လျှောက်တဲ့သူအလုံးဟာအဲ့ဒီပြညတ်တိအနာဂတ်တိကျအားဖြင့်ပဲကယ်တင်ခြင်းကိုရပြီဖြစ်တယ်။ထပ်ကယ်စေရယေရှုသွားပြီးတော့ပြန်ပြီးတော့အဲသွားတယ်ဆိုတာအဲ့ဒါဖယေဘွားဘာလို့လဲယေရှုကဖယေဘွားတိကျပုဂ္ဂိုလ်တစ်ပါးဖြစ်တဲ့အတွက် YHWH ကပြတ်တန်းထားတဲ့ပြညတ်တိအကျအနာဂတ်တိကျတွေကမပြည့်စုံတဲ့အတွက်မရဏပြန်ဘွားဘက်ဘဲကောပြန်ပြီးတော့နော်။ဥပါတိုင်းပြန်ဆင်းရတာအဲအဲ့ဒါ အဲ့ဒါအဲ့ဒါယုံကြည်ခြင်းအဖြစ်ဆိုတာအဲ့ဒါဘာကြောင့်အဲ့ဒီတမဟောင်းအလူတွေကဲတင်ခြင်းမရဘူးရတယ်ဆိုတာဘာကြောင့်အဲ့ဒီ confuse ဖြစ်တာလဲဆိုတော့ဖရဲဘွားအဲ့ဒီအခုအဲ့နှစ်ချင်းကောင်းနေတာအဲဖရားသုံးစုဖရားသုံးပါခမီးတော်ကပုပ်ကိုတပါတားတော်ကပုပ်ကိုတပါတန်ရှင်းသောဝိညာဉ်ကပုပ်ကိုတပါပုပ်ကိုသုံးပါဖရားသုံးပါလို့နေတယ်အဲ့ကြောင့်အဲ့တမဟောင်းမှာပြဿနာပြန်ဘယ်တော့မှဂျူးကမယုံဘူး ဘယ်တော့မှမယုံဘူးမင်းတို့တလားမင်းတို့ကဒါကြောင့်မလို့ဂျူးတွေကမင်းတို့ကိုလက်ခုမခံတာလက်ခုမခံမင်းတို့ဖျားသခိုးဂျူးဖျားကိုခိုးပြီးတော့မင်းတို့ဘာလုပ်တာလဲဖျေဘွားလုပ်ပြတာတလားဂျူးကဘယ်တော့မှလက်မခံဘူးဘာလို့လဲ YHWH ဆိုတဲ့တော့ယေဟောဝါယာဝေကိုသူတို့ကမိုနိုတီဇင်တဆူတပါးရီသောဖျားအဖြစ်ယုံကြည်လက်ခံလာတာဖြစ်တဲ့အတွက်ဟဲမင်းတို့ကဖျားသခိုးဖျားသခိုးသခိုးကဟမ်လူပြန်ဟစ်နေတာမင်းတို့က အဲဂျူးတွေပြန်တရားဟောတယ်မင်းတို့ရီစရာကောင်းတယ်မင်းတို့ရှက်တိုက်လဲသိဖို့ကောင်းတယ်တဲ့လားအဲ့ဓမ္မဟောင်းကလူတွေကဲတင်ခြင်းဆိုတာဓမ္မဟောင်းမှာကယာဝေယေဟောဝါယာဝေရအဲ့ဒါဟာယုံကြည်တဲ့သူပါဘယ်သူလဲဆိုအဲ့ဒါဟာယေရှုခရစ်တော်ယုံကြည်တဲ့သူဘာကြောင့်ယေဟောဝါယာဝေရအပြစ်မဲ့ပရိသတ်တွေဆိုပြီးလူစားတီအပြစ်ခံယူလာတဲ့အယုဒအသွေးနဲ့ပြည့်စုံတဲ့ယေဟောဝါယာဝေရဲ့ခန္ဓာ Body of Christ ယေရှုခရစ်တော်ဖြစ်တယ် အဲ့ဒါ1ဖြစ်တယ်မိုနိုတီဇင်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဓမ္မဟောင်းယုံကြည်သူတွေကသူတို့ရဲ့ယုံကြည်ခြင်းကိုဖြောင်းမရရောက်တယ်ဟေဘေ1เนาะဟေဘေ7တက်မှာเนาะအဲစပ်ဖတ်သွားမယ်ဆိုရင်ဟေဘေ7 73ဒီဝိသတိစက်စုံမှာယခုဆိုခဲ့ပြီးတော့သူအပေါင်းတို့ဒီဂရိတော်နဲ့ဆက်ဆိုင်တော့အကျိုးကျေးဇူးကိုမခံရပဲအဝေးကမျောလဲတဲ့ စိတ်နှလုံးလိုက်ဖက်ရဲလဲမိမိတို့ဒီမြေကြီးပေါ်မှာတကြိုးတည်းငန်းသာအဲ့ကဲ့ဧည့်သည်အာဂန်တို့ဖြစ်ဒီကိုထင်ရှားစွာဝန်ခံလဲယုံကြည်ခြင်းနဲ့တည်လွန်ကြတယ်ယုံကြည်ခြင်းစိတ်နဲ့တည်လွန်အဲ့ယုံကြည်ခြင်းဟာဖြောင်းမရအောင်ရောက်တယ်နော်ဟေဘရဲ7 73နော်အဲ့ဟေဘရဲ7 71မှာ71တင့်မှာလဲယုံကြည်ခြင်းကိုဖြောင်းမရလို့မှတ်တဲ့အတွက်ကြောင့်အဲ့ဒီယုံကြည်ခြင်းအားဖြင့်ပဲဘုသူ့ကိုယုံကြည်တာလဲယေဟောဝါယေဟောဝါယေဟောဝါယုံကြည်တာဟာခရစ်တော်မဟုတ်ဘူးလား ခရစ်တော်အသေးခါစီဟာမလိုဘူးဘာလို့လဲယေရှုခရစ်တော်ဟာယေဟောဝါယာဝေလူစားကြီးခံယူလာတယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေဖြစ်တဲ့အတွက်ကြောင့်ယေဟောဝါယာဝေ WHWH ကိုယုံကြည်တဲ့ပြတာလာတဲ့ပညာတိအနာဂတိကျန်တွေကိုယုံကြည်တဲ့စိတ်နဲ့သေလွန်သွားတဲ့သူအားလုံးကယ်တင်ခြင်းရပြီးသွားပြီဘာလို့လဲယာ WHWH ယေဟောဝါယာဝေဂျူဖေယာမိုနိုတီဇင် WHWH နော် ထာဝရဘုရားဆိုတာယေရှုခရစ်တော်ပဲဖြစ်တယ်ယေရှုခရစ်တော်လူစားတိခံလာနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ body soul christ ဖြစ်တဲ့အတွက်ကြောင့်ပညာတိကျအနာဂတ်တိကျနေကို YHWH ကပြဌာန်းထားတာကိုယုံကြည်ပြီးဒီစိတ်နဲ့တည်လွန်တဲ့သူအားလုံးအဲ့ယုံကြည်ခြင်းကိုဖြောင်းမရလို့မှတ်ပြီးတော့အဲ့ဒီမှာတည်တင်ခြင်းကရပြီလားပြည့်တယ်ဒါရောက်မလို့အာဗျံဖျားဣဇက်ဖျားယာကုပ်ဖျားတည်နေရောသူတို့ပဲဖျားမဟုတ်ဘူးအသက်ရှင်တော့သူတို့ပဲဖျားဖြစ်တယ်ဒါရောက်မလို့ ဘာလို့လဲ transfiguration တောင်ပေါ်မှာကိုအယောင်ပြောင်းတဲ့အခါမှာမောရှိနဲ့အေလီယာကိုပြန်တွေ့တယ်ဘာလို့လဲအဲ့ဒီလူတွေကဲတင်ခြင်းဟာယုံကြည်ခြင်းအဖြစ်ဖြောင်းမတ်ကိုရောက်ပြီးသွားတယ်ယေရှုခရစ်တော်မရဏကို over time သွားစေရမလို့เนาะအဲ့ဒါခွေးတွေအဲ့ယေရှုခရစ်တော်မရဏလွတ်လာအဲ့เนาะယောမ overasa 44နှစ်3ယောမ overasa 44နှစ်3 ယောဟန်အော်ရစာအခန်းကြီး၄အငယ်၁နှစ်၁နှစ်၃ပေါ့ဗျာထို့သို့ဖြစ်လျင်ငါတို့အဖအာဗြဟံသည်တဲ့ဇာတိပဂတိအာဖြင့်အဘယ်အကျိုးရှိသနည်းအာဗြဟံသည်အကျင့်အာဖြင့်ဖြောင်းမတ်ရသူရောက်သည်မှန်လျင်ဝါကြောစရာအကြောင်းရှိတဲ့ဘုရားသခင်ရှေ့တော်နဲ့ထို့သို့မဟုတ်ဘူးလေစံစာလာလေစံစာနဲ့အဘယ်သို့လာသနည်းလဲအာဗြဟံသည်ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းသည်ဖြောင်းမတ်ရသူရောက်လေတော့ဘုရားသခင်ဆိုတော့ပါ အာဗြဟံယုံကြည်တဲ့ဘုရားသခင်ယေဟောဝါယာဝေ YHWH ဂျူဖရာမိုးလို့ဒီစေအဲ့ဒီဟာဘာလို့လဲယေရှုခရစ်တော်လူစားတိခိုင်းလာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာ body so christ ဖြစ်တယ်အဲ့ဒီယုံကြည်ခြင်းဟာဖြောင်းမရသူရောက်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်မရဏကိုသွားတယ်ဆိုတာယူလို့ပြောနေတာသခိုးဂျူဖရာသခိုးအဲအဲ့လောက်ပဲเนาะကျွန်တော်သိမြားပါမယ်အဲဒီလောက်ပဲဂျူဖရာသခိုးသခိုးကသခိုးလို့နေကြเนาะဂျူဖရာသခိုးလို့ ဖရားသုံးပါဖရားသုံးစုလို့ပြီးတော့ယေရှုကိုမရဏပို့နေတဲ့ခွေးတွေအဲ့ဒါကျွန်တော်ပြောတာဒီလောက်ပဲเนาะအဲ့တော့အာဗြဟံရဲ့ယုံကြည်ခြင်းကိုဘုရားသခင်ကဖြောင်းမရလို့မှတ်တယ်တို့ကြောင့်အာဗြဟံအိဇက်ဘုရားယာကုပ်ဘုရားအဲ့ဒါမောရှေနဲ့အေလိယောတောင်ပေါ်မှာပြန်တွေ့တာယေရှုခရစ်တော်လာပြီးတော့သူတို့တောင်ပေါ်မှာ transfiguration ကိုအယောင်တောင်ပြောင်းလဲတဲ့အချိန်မှာတောင်ပေါ်မှာလာတွေ့ယေရှုခရစ်တော်အဘယ်သူသူတရမယ်ဆိုတော့လာပြီးတော့ အဲတွေ့ဆုံတာတွေ့ဆုံတဲ့ကံမှာအဲကိုယောင်ကိုယ်ကပြောင်းလဲတဲ့ကံမှာမောရှင်နဲ့အီလီယောက်ပြဒါတမဟောင်းလူတမဟောင်းလူတွေထားမြောက်ခြင်းမရှိဘူးဆိုရင်အဲယေရှုခရစ်တော်မာရနာသွားပါတယ်ဆိုယူလို့ပြောနေတာခွေးတွေခွေးတွေမင်းတို့အားလုံးမင်းတို့တင်မရနာအောင်၃တောင်နှစ်ပေါင်း၃တောင်ဟဲ့လားကျန်းစာကပြောတာတမန်ကျန်းစာအဖြစ်ပြောတာအဲမင်းတို့မသွားရဘူးဆိုရင်တမန်ကျန်းစာမှားလို့ ်သမာကျန်းစရာမားစရာအကြောင်းမရှိဘူးနော်အဲ့တော့ဘုရားရဲ့တရက်ကလူတွေနှစ်တထောင်ဆိုတော့ဘုရားကို၃ရက်မရဏလွတ်တဲ့အတွက်ကြောင့်မင်းတို့ကနှစ်ပေါင်း၃တောင်အဲ့ယေရှုတတ်တော်ဆိုရင်မရဏလွတ်တဲ့ကောင်တွေအောင်သေရင်မရဏမှာအဲ့ဒါကိုယုံကြည်ပြီးသေတဲ့ကောင်တွေအားလုံးကမရဏမှာနှစ်ပေါင်း၃တောင်အဲ့ဒါကြောင့်မရဏမှာလူတွေအများကြီးဖြစ်နေတာဘူလူဝိညာဉ်တွေအများကြီးဖြစ်နေတာဘာဖြစ်လို့လဲအဲ့ခရိယန်နေအဲ့ဒါကိုယုံကြည်ပြီးသေတဲ့ခရိယန်တွေအားလုံးမရဏမှာနှစ်ပေါင်း၃တောင်ဘာလို့ယေရှုတတ်တော်ဆိုရင်မရဏကိုလွတ်တဲ့အတွက်ကြောင့် နှစ်ပေါင်း3တောင်ဒီပုံလေးမရဏသေအဲ့ဒီမှာချုပ်ထားခြင်းခံတဲ့လားအဲ့မှာချုပ်ထားခြင်းခံအဲ့ဒါအာဂျောမာအော်ရစာ၄နှစ်3ပါနော်အဲ့ဒါအာဂျောမာအော်ရစာ၄၁မှာဆိုရင်ထိုတို့ဖြစ်ရင်ငါတို့ဖအာဗျာဟန်ဒီဇာတိပိရိအဖြစ်အဘဲချိုးရှိတဲ့အာဗျာဟန်ဒီအကျင့်အဖြစ်ဖြောင်းမရသူရောက်ဒီမှာဝါကြွားစရာအကြောင်းရှိဘုရားသခင်ရှေ့တော်၌ထိုးသွမှုစံစာ၌အဘဲတို့လာတယ်နီဘုရားသခင်ဒီ အာဗျာဟန်ဒီတဲ့ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင်းမရသို့ဖြောင်းမရဖြောင်းမြခြင်းကဲ့သို့မှတ်တော်မူ၏အကျင့်တရားမဟုတ်အကျင့်တရားဆိုတာပါယုံကြည်မှကျင့်တာယုံကြည်ပြီးကျင့်တာအဲ့ဒါအကျင့်တရားကြောင့်ဖြောင်းမရသို့ရောက်တာမဟုတ်ပင်လေယုံကြည်ခြင်းအပြင်ဖြောင်းမရသို့ရောက်တယ်ယုံကြည်ပြီးတော့အကျင့်မရှိရင်လေအကျင့်ယုံကြည်ခြင်းအကျင့်မပါတော့ယုံကြည်ခြင်းအဖေဖြစ်တယ်ဆို အကျင့်တရားကြောင့်ဖြောင်းမရလို့မရောက်ဘူးလို့မဟုတ်ဘူးလူကြည်သောကြောင့်ကျင့်တာကျင့်တဲ့အတွက်ကြောင့်ဖြောင်းမရအောင်မှတ်တယ်နော်ယုံကြည်ပါတယ်လို့ဘဇက်ကပြောပြီးမကျင့်လို့ရှိရင်လည်းဖြောင်းမရအောင်မရောက်ဘူးအဲအကျင့်တရားနဲ့ယုံကြည်ခြင်းတရားဆိုအဲအဲ့လိုချိန်အဲ့ဒါကြောင့်ရာအဗျာဟန်ကြီးယုံကြည်ခြင်းကိုဖြောင်းမရအောင်ရောက်တယ်ဒါကြောင့်အာဗျာဟန်ဣဇက်ဖေရာယာကုတ်ဖေရာနော်အာမောရှိဖေရာဘာဖြစ်လို့လဲသူတို့ကထားမြောက်ပြီးသွားတယ် သူတို့ကပါလေယေရှုခရစ်တော်တတ်တော်ဆွန့်တဲ့အချိန်မှာတည်းကတန်ရှင်းသူတွေကထွက်လာတယ်။တင်ကြိမ်လူများဖွင့်လေတယ်။တကြိမ်ထားမြောက်ပြီးသွား။နော်။အဲအဲ့ဒါမရဏလွတ်တယ်ဆိုတဲ့ကောင်းလေးပါ။ယေရှုတတ်တော်ဆွန့်ပြီးမရဏလွတ်တယ်။ဓမ္မဟောင်းယုံကြည်သူတွေကိုသွားတရားဟောပါတယ်။ယူလို့ပြောနေစောက်ယူတယ်။အဲ everybody god bless you လောပါပဲ။ကျွန်တော်အဲအဲ့ဒီနှစ်ချင်းခရစ်ဟာပေါ့နော်ဒုတိယမွေးချင်း ခံပြီးပြီ။ ဒုတိယမူရင်းခံပြီးတဲ့နှစ်ချင်းခရိယံဖြစ်ပါတယ်။မီယိုဖလာနှစ်ချင်းခရိယံဖြစ်တယ်။အဲမီယိုဖလာတော့ကျွန်တော်ပြောတဲ့အထိပဲအဲရှယ်ချိတ်မှာကျွန်တော်ပြောခဲ့ပြီ။အဲ့ဒါတေယောအာ sorry ရှင်ဟောခရိယံအခန်းကြီး1အငယ်1ကနေ51အဲ့ဒီတစ်ခါလုံးမှရှိတဲ့နေချင်းခရိယံဟာပေါ့ဘီယိုဖလာနေချင်းခရိယံဟာလို့ကျွန်တော်ပြောတာယောဟန်အမိရှိသောသူတို့ကိုဘုရားသခင်စေလွတ်တယ်အဲ့ဒါမီယိုဖလာမီယိုဖလာနေချင်းခရိယံအဲ့ဒါပါပဲเนาะ God bless you everybody